နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းရောက်မြန်မာနိုင်ငံသားများအတွက် CI စာအုပ်ကနေနိုင်ငံကူးလက်မှတ် PJ စာအုပ်ကိုပြောင်းလဲတဲ့အခါမှာထိုင်းနိုင်ငံအထွတ်အထိပ်အသုံးပြုခွင့်ပြုတယ်ဆိုတဲ့စာတမ်းများကိုနိုင်ငံကူးလက်မှတ်မှာယနေ့ကစတင်ပြီးတော့ရိုက်နှိပ်ထုတ်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာထိုင်းနိုင်ငံမဟာချိုင်မှာ CI စာအုပ်ကနေပြီးတော့ PJ နိုင်ငံကူးလက်မှတ်တွားရောက်လဲလှယ်သူများကိုနိုင်ငံကူးလက်မှတ်များထုတ်ပေးရမှာအခုလိုမျိုး ထိုင်းနိုင်ငံတနိုင်ငံတဲ့အတွက်သာအသုံးပြုခွင့်ပြုတယ်ဆိုတဲ့စာတမ်းများကိုနိုင်ငံကူးလက်မှတ်မှာရိုက်နှိပ်လာခြင်းဖြစ်တယ်လို့သိရပါဗါးဒီနေ့မှစဖြစ်တာပါကျမတို့ဝန်ဆောင်မှုပေးတဲ့မဟာချန်ရုံးမှထွက်လာတဲ့စာအုပ်တွေအကုန်လုံးအဲ့ဒီလိုဖြစ်နေတာ CI သမားတွေ PJ ပြောင်းရင်ထိုင်းကိုပဲတည်တံ့ပေးတော့တာလို့ CI ကနေ PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲမှုဝန်ဆောင်မှုပေးနေတဲ့အေဂျင့်ပန်းရှိတဦးကရှင်းပြထားပါဗါးဒီကနေ့စက်တဘာလ25ရက်နေ့မှာ CI စာအုပ်အစိမ်းကနေပြီးတော့ PJ စာအုပ်ရချင်းရလို့တွားယူတဲ့မြန်မာအလုပ်သမားများရဲ့နိုင်ငံကူးလက်မှတ်များအားလုံးမှာ passport for thailand only ဆိုတဲ့ထိုင်းတနိုင်ငံတည်းအတွက်သာအသုံးပြုခွင့်ပြုတယ်ဆိုတဲ့ဒစိတုံးများကိုရိုက်နှိပ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ CI ကနေ PJ နိုင်ငံကူးလက်မှတ်ကိုပြောင်းလဲသူများသာလက်တလော passport for thailand only ဆိုတဲ့ဒစိတုံးနိုင်ငံကူးလက်မှတ်မှာထုတ်ခံရခြင်းဖြစ်ပြီးတော့မြန်မာတန်ယုံကထုတ်ပေးနေတဲ့နိုင်ငံကူးလက်မှတ်တက်တန်းတုံးများမှာတော့အဲ့ဒီစာတမ်းမပါဝင်သေးဘူးလို့သိရပါဗျ။အခုလောလောဆယ်တော့ CI2 PJ တမားတွေဟုတ်ပါတယ်။ ်မဟာချန်ယုံမှာလဲလဲတဲ့သူတွေအကုန်အဲ့လိုဖြစ်သွားတယ်တန်ယုံမှာတော့မရှိသေးဘူးလို့ဗီဇာနဲ့ဘတ်ဝန်ဆောင်မှုပေးနေတဲ့အေဂျင့်ကဆက်လက်ရှင်းပြထားပါတယ်အခုလိုမျိုးအကြမ်းမဆက်တက်က CI စာအုပ်ကနေ PJ စာအုပ်ကိုပြောင်းလဲသူများကို Passport for Thailand only တစိတုံးရိုက်နေလိုက်ခြင်းဟာ PJ ပြောင်းကထိုင်းနိုင်ငံကနေတဆင့်တတိယနိုင်ငံများကိုထွက်ခွာရန်ကြိုးစားနေတဲ့မြန်မာလူငယ်များကိုလွတ်လပ်စွာ သွားလာခွင့်ကိုဖိနှိပ်ချုပ်ချယ်လိုက်ခြင်းဖြစ်တယ်လို့ထိုင်းရောက်မြန်မာများကတုံ့တက်ပြောဆိုထားပါတယ် အခုကတန်ယုံမှာတက်တန်းတိုးတဲ့နိုင်ငံကူးလက်မှတ်တွေပါအဲ့ဒီလိုကန့်တက်လာမှာစိုးရိမ်နေရတယ်သူတို့ကမဟုတ်တဲ့နေရာတွေမှာတွေးတောပြီးတော့ကန့်တက်လွန်လာလို့ထိုင်းနိုင်ငံ public ကဘန်ကောက်တက်ကတော်မှာ mass communication တက်ရောက်နေတဲ့မြန်မာအကြောင်းသူတအုပ်ကတုံးသက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ